အပိုင်းဆက်နေရဲ့အဆောက်မှာတော့စာတင်နေ့တစ်နေ့တာပြီးဆုံးသွားပြီဖြစ်လို့အကြောင်းကြီးကဟောပြောပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲဒီတော့အကြောင်းရဲ့ကိုယ်စလဲကအကြောင်းကိုတက်တာပိုင်းပိုင်းလို့သွားရမယ့်အကြောင်းသားတွေအတွက်အနာဂတ်ဒီရီမန်းချက်တွေနဲ့ဘဝလမ်းကြောင်းတွေကိုကြီးကြီးကျယ်ကျယ်ရှောက်ပြောနေခဲ့ပါတယ်။ဒါပေမဲ့အကြောင်းသားတွေကလည်းသူ့ရဲ့စကားကိုအာရုံရမနေခဲ့ပါဘူး။ဆေရာကတော့ရှေ့ဆုံးတန်းကနေတော့မှငိုင်းပြနေခဲ့ပါတယ်။ပြင်းကြောက်ကောင်းတဲ့မိန်ကွန်းရှေကြီးကိုတတိယတန်းနားထောင်ပြီးတဲ့နောက်မှာတော့မိန်ကွန်းကြီးကနေကောင်းရှောက်သွားပါတယ်။ အဲဒီနောက်မှာတော့တင်ဆက်သူကအကြောင်းရဲ့ကိုယ်စားလှယ်ကိုကျေးဇူးတင်စကားပြောပြီးတဲ့နောက်နောက်ထပ်အကြောင်းသားတွေရဲ့ကိုယ်စားလှယ်စာကာမိုတူကိုခေါ်လိုက်ကမိန့်ခွန်းပြောခိုင်းခဲ့ပါတယ်။စာကာမိုတူဆရဲတန်ကိုကြားလိုက်ရတာနဲ့အားလုံးရဲ့အိတ်ချင်းတွေရဲ့မျက်လုံးတွေကပြူးကျဲသွားခဲ့ရပါတယ်။သူတို့ကဘောလုံးတစ်လုံးကိုကင်ကစင်မော်ဝိုတက်သွားခဲ့တဲ့စာကာမိုတူကိုစိတ်ဝင်စားနဲ့လိုက်ကြည့်နေခဲ့ကြပါတယ်။စင်မော်ဝိုရောက်ရောက်ချင်းမှာပဲစာကာမိုတူကဘောလုံးကိုအပေါ်ကိုမြောက်တင်လိုက်ပြီးအပေါ်မှာရှိနေတဲ့ဘောလုံးကိုတိုက်ချလိုက်ပါတယ်။တကယ်တော့ဒီဘောလုံးကပထမနေ့တည်းလက်ကမြင်ရင်အပေါ်ကိုရောက်သွားခဲ့တာပါ။ သူတို့ကဘောလုံးကိုပြန်ယူဖို့လုပ်ခဲ့ပေမယ့်မရတာကြောင့်ဒီတိုင်းထားခဲ့ရပေမယ့်ဘောလုံးကပြန်ပြုတ်ကျလာပြီးတရားရုံးကိုထိသွားမှာအမြဲဆိုရည်နေခဲ့ရပါတယ်။ဘောလုံးကိုစာကောင်မူတူကဖမ်းထားလိုက်ပြီးအားလုံးကိုနှုတ်ဆက်ခွဲခွာခြင်းလက်ဆောင်နေနဲ့ပေးလိုက်တော့အာဘိဒန်ကြီးကညံသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့စာကောင်မူတူကကြောင်းပြီးသွားတဲ့သူတွေအားလုံးကိုစာဂုံယူချောင်းပြောလိုက်ပါတယ်။ပြီးတော့စာကောင်မူတူကသူ့ရဲ့ထုံးစံအတိုင်းအလုံးကြီးတွေနဲ့စာမှုတ်ပါတယ်။ကြောင်းရင်ဟော်ကန်ထဲမှာလီပြင်းနေကွက်ကြားတိုက်နေချိန်မှာတကားကပွင့်လာပြီးအားချန်တယောက်ဂန်စတာစတိုင်နဲ့ပေါ်လာနေခဲ့ပါတယ်။ သူကဒေါ်တချောင်းကိုလည်းကင်ထားခဲ့ပြီးဇွန်ဘီလိုလိုဘာလိုလိုနဲ့တလန်းချင်းရှောက်လာနေခဲ့တာပါဒါကိုမြင်တော့ဆရာကြီးကကြောင်သွားပြီးအားချမ်းရဲ့လောက်ရက်ကိုနားမလည်နိုင်ခဲ့ပါဘူးဆရာတယောက်ကအားချမ်းကိုမလုပ်ဖို့အတွက်တားလိုက်ပြီးမယ်အားချမ်းကတော့ဆရာကိုလှည့်ပြီးတော့ရိုက်လိုက်တာကြောင့်ဘိုဂီစပယ်ရှယ်တာထားတဲ့ဆရာရဲ့ကီကပြတ်သွားခဲ့ရပါတယ်အဲ့တော့အားချန်ကဆက်သွားနေချိန်ကျောင်းသားတွေကလိုက်တားပြီးမယ်အားချန်ကတော့မဲမဲမီယာကိုကြိုက်ချင်နေတဲ့ခွေးယူလို့ဖြစ်နေခဲ့ပါ ಡಿ သူကအားလုံးကိုရိုက်နေခဲ့ပြီးစာကာမိုတိုစီကိုဆက်သွားနေခဲ့ပါ ಡಿ ဒါကိုမြင်တော့ဆရာကြီးကဓာတ်ဖို့လုပ်ပေးမယ်ဖူကာဆဲကဓာတ်လိုက်ပြီးအားချံကိုလွတ်ထားပြီးဖို့အတွက်ပြောလိုက်ပါရီဒါကြောင့်အားလုံးကအိုးအော်တောင်းနှင်းဖြစ်သွားကြရပါမယ်ဇာကာမူတူကတော့အားလုံးကိုတိတ်တိတ်နေဖို့အတွက်ပြောလိုက်ပါရီပြီးတော့သူကအကြောင်းသားတွေကိုရှေ့ဆက်ရမယ့်လမ်းတွေအခက်အခဲတွေရှိနိုင်ကြောင်းကိုဆက်ပြောနေပါရီတဖက်မှာအားချံကသူ့ကိုရှိရတော်မထင်တဲ့ဇာကာမူတူကိုစိတ်တူနေပြီးဒုံးနဲ့ရိုက်လိုက်ပေမဲ့ဇာကာမူတူကတော့ရှောင်ထွက်သွားပြီးသူကအားလုံးကိုပြဿနာကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုပြောပြနေပါရီဒါပြင်အခက်အခဲနဲ့ရင်ဆိုင်နေရရင်ကိုကိုကိုယုံကြည်မှုရှိဖို့ကိုလည်းပြောပြနေတာပါ ဒါကိုကြတော့အားလုံးကငြိမ်သွားပြီးအားချန်ကစာကာမူတူကိုရိုက်နေကြတာကစာကာမူတူရဲ့ဟောပြောမှုအတွက်တင်ဆက်တဲ့ပုံစံလို့ထင်သွားခဲ့ပါရီ။ဒါကြောင့်အားလုံးကလိုက်ကြည့်နေကြကြပြီးအားချန်ကတော့စက်တိုက်ကိုလိုက်ရိုက်နေပါရီ။အားလုံးကဒါကိုတင်ဆက်မှုလို့ထင်နေခဲ့ပေမယ့်ကုဘူတာကတော့အဲ့လိုမထင်ခဲ့ပါဘူး။စာကာမူတူကပြဿနာကိုလက်တန်းဖြေရှင်းတဲ့နေရာမှာအယံကိုဒေါ်ရာကိုသူတို့ကတီးထားခဲ့ကြလို့ပါ။ဒါကြောင့်ကူဘိုတာကစာကာမိုတိုဟာသူ့ရဲ့ပြဿနာကိုအကောင်းဆုံးနည်းလမ်းနဲ့ဖြေရှင်းနေတာကိုသဘောပေါက်နေခဲ့ပါတယ်။အဲဒီနောက်သူတို့ကဆက်ပြီးတော့ကြည့်နေချင်း ။ဇာကာမိုတိုကတော့ဇန်နရီဘာထတီးနေခဲ့ပြီးအားချန်ကလေးပဲထက်ချက်မကွာလိုက်ရိုက်နေခဲ့ပါတယ်။ဒါကိုမြင်တော့ဇာကာမိုတိုကတစ်ဖက်ကိုရှောင်သွားလိုက်ပြီးအချိန်နေပေါ်မူတီကသူ့ရဲ့စကားကိုပြောနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဇာကာမိုတိုကအပေါ်ကိုတက်သွားပြီးသူ့ရဲ့မိန်ကုံးကိုဆက်ပြောနေချိန်တစ်ဖက်မှာတော့စိန်မြောင်မြောင်ဇာကာမိုတိုကိုလိုက်ဖမ်းနေရတဲ့အားချန်တယောက်အတော်လေးကိုဟော်ဟဲဆိုင်နေပါတယ်။ဒါပေမဲ့သူကတက်သွားလိုက်ပြီးဇာကာမိုတိုကိုတိုက်ခိုက်ဖို့အတွက်လုပ်ပေမဲ့ဇာကာမိုတိုကရှောင်ပြစ်လိုက်တာကြောင့်သူကပဲအောက်ကိုကျသွားခဲ့ရပါတယ် ဒါပေမဲ့ဆာကာမိုတိုကအားချန်ရဲလက်ကိုအချိန်မီလန်းဆွဲလိုက်ပြီးအားလုံးကလည်းရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေပါရီအားချန်ကတော့ဆာကာမိုတိုကိုလွတ်လိုက်ဖို့အတွက်ပြောနေပြီးမင်းကောင်ကဂယူးမဆိုင်ဘူးမှလာလို့ဆိုတာစိတ်ကောက်နေကြတာပါဒါပေမဲ့ဆာကာမိုတိုကတော့မလွတ်ဖဲကင်ထားလိုက်ပြီးပြစ်ထားမိတာအတွက်ခွင့်လွတ်ပေးပါလို့ပြောလိုက်ပေမဲ့ကောက်စိန်ကြီးကတော့နားမထောင်ကြပါဘူးဒါကိုကြည့်ကဦးရနေတဲ့ခရိုနူမာကတော့ဒါကတင်ဆက်မှုမှဟုတ်ရဲ့လားလို့ပြောလိုက်ပြီးစီစာကြောင့်နေတဲ့အားချန်ကိုဘာသွားချဖို့အတွက်လုပ်ပါရီဒါပေမဲ့ဂူဘိုဒါကတော့သူမကိုတားထားလိုက်ပြီး သူများတွေ့ကြတဲ့ villain မလုပ်ဖို့အတွက်ပြောကအေးအေးဆေးဆေးသာထိုင်ကြည့်ဖို့အတွက်ပြောလိုက်ပါရီအဲဒီချိန်ဟာယာဘူဆာတို့ကလည်းရောက်လာပြီးအားချန်ရဲ့တငယ်ချင်းကတော့ဟာယာဘူဆာကိုအားချန်တောင်းကျမ်းနေရာကိုတားပြဖို့အတွက်ပြောလိုက်ပါရီဒါပေမဲ့အတော်လေးရုပ်ပေါင်းနေတဲ့အခြေအနေကိုကြည့်ပြီးသူတို့ကလန်သွားခဲ့ပါရီအားချန်ကတော့စာကာမိုတိုကိုသူ့ကိုလွှတ်ပေးဖို့အတွက်ပြောပြီးသူဆွဲထားတဲ့စာကာမိုတိုရဲ့လက်ကိုရိုက်ထုတ်ပြင်နေခဲ့ပါရီဒါပေမဲ့စာကာမိုတိုကတော့အားချန်လက်ကိုမလွတ်ခဲ့ပါဘူးသူကဒါအပြင်တစ်ဖက်ကလည်းသူ့ရဲ့မိန်ကွန်းကိုရအောင်ပြောနေခဲ့ပါသေးတယ်အဲဒီနောက်မှာတော့စာကာမိုတိုရဲ့လက်ကအတော်လေးကိုနာကျင်နေပြီး သွေးတွေပါကျလာခဲ့ပါတယ်ဒါကြောင့်မလို့ဆာကာမိုတိုကအားချန်ရဲ့လက်ကိုလွတ်သွားခဲ့ပေမယ့်သူကဘောင်းမီအကျိုးခံပြီးအားချန်ကိုထပ်ပြီးတော့လိုက်ဆွဲထားခဲ့ပါရီ။ဒါကိုမြင်တော့အားချန်တရားဆာကာမိုတိုသူ့ရဲ့ဘောကိုထားတဲ့သဘောထားကိုသဘောပေါက်သွားပါရီ။ဆာကာမိုတိုကသူ့ရဲ့အရှက်ကိုအကွဲခံပြီးတငယ်ချင်းကိုကယ်ပေးခဲ့လို့ပါ။အဲဒီနောက်မှာတော့ဆာကာမိုတိုကအားချန်ကိုကယ်ပြီးအပေါ်ကနေစူပါဟီးရိုးလိုဆင်းလာခဲ့ပါရီ။ပြီးတော့သူကခက်တီတီနဲ့သူ့ရဲ့ကျွတ်နေတဲ့ဘောင်းမီကိုပြန်ဝင်ပြီးမိန်ငုံကိုအဆုံးသတ်လိုက်ပါရီ။ဒါကိုမြင်တော့ကူဘိုတာကလက်ခုပ်ထတီးပေးပြီးအားလုံးကလည်းဘူးမသိဘာမသိလိုက်တီးပေးခဲ့ကြပါရီ။ အဲဒီနောက်ဟာယာဘူဆာကဆာကာမူတူရဲ့လွဲသွားတဲ့လက်စစ်တွေကိုပြန်ပြီးတည့်ပေးလိုက်ပါတယ်။သူ့ရဲ့လက်ကလည်းသွေးတွေထွက်နေခဲ့သေးတာပါ။အားချောင်ကတော့သူ့ရဲ့လုပ်ရက်တွေအတွက်အနှက်တွေပါထွက်အောင်ငိုကြွေးနေခဲ့ပြီးဆာကာမူတူကိုတောင်းပန်နေပါတယ်။ဒါပေမဲ့ဒါကဖူကာဆဲရဲ့လက်ချက်ဆိုတာကိုသိနေတဲ့ဟာယာဘူဆာတို့ကတော့အားချောင်ကိုအပြစ်မတင်ခဲ့ကြပါဘူး။ဒါပေမဲ့ဖူကာဆဲရဲ့လောက်ရက်ကအရန်ကိုလွန်သွားတာကြောင့်အားလုံးကစိတ်တုန်နေပြီးတချို့ကလည်းလန့်နေကြပါလိမ့်။အဲဒီအချိန်ဆာကာမိုတိုကတော့သူ့ရဲ့လက်ကိုသွေးတဲအောင်လုပ်ဖို့အတွက်ထွက်သွားခဲ့ပါလိမ့်။ဒါပေမဲ့အထင်းမှာတော့ဆရာဝန်ကိုမတွေ့ဘဲတာတာရအိတ်နေတဲ့ဖူကာဆဲကိုတွေ့လိုက်ရပါလိမ့်။ ဇာကာမိုတိုကဖူကာဆေကိုမြင်တော့ဟာယာဘူစာပြောနေတဲ့သူဆိုတာကိုသိသွားပြီးသူများတွေနှုတ်ဆက်ခြင်းဆိုနေတာကိုမတော်ဘူးလားလို့မိလိုက်ပါတယ်။ဒါပေမဲ့ဖူကာဆေကတော့ဒါကအပူရီပဲလို့ပြောလိုက်ပြီးဇာကာမိုတိုကတော့ဖူကာဆေကိုအကြောင်းပြီးသွားတဲ့ဘဝကိုတွေးမိလားလို့မိလိုက်ပါတယ်။ဒါကိုကြားတော့ဖူကာဆေကဒါကငါအတွက်လာမိုက်ညမှာကျွဲမဲကြီးကိုရှာရတယ်လို့ပဲပင်လယ်သမုဒ္ဒရာကြီးတဲကိုလက်ပစ်ကူးရတဲ့ဘဝလိုပဲလို့ပြောလိုက်ပြီးဘာလင်းရောက်မှဘာလန်းစားမှမရှိဘူးလို့ပြောပါတယ်။ဒါအပြင်အားလုံးကဒါကိုသူ့လိုသဘောမပေါက်ပဲစံတဝါဝသွားနေကြတာလို့ပြောလိုက်ပါတယ်။ ဖူကာဆေးကသူကနှစ်တိုင်းအားလုံးကိုဒီလိုမျှော်လင့်ချက်မရှိတဲ့နေရာကိုသွားနေတာကိုစောင့်ကြည့်နေကြတာလို့ပြောလိုက်ပါရီအဲဒီအချိန်မှာစာကာမိုတိုကတော့သူသားဆိုရင်ပင်လယ်ထဲကိုဆင်းပြီးသူနဲ့တင့်တော်မဲ့ဂုံးမြေသေးစီကိုကူးသွားမှလို့ပြောလိုက်ပါရီဒါကိုကြတော့ဖူကာဆေးကတွေ့ဝေသွားပါရီတဖက်မှာတော့ဖူကာဆေးရဲ့နိုင်ကျေးမှုတွေကိုဒီမခံနိုင်တော့တဲ့ဟာယာဘူးစာကဒီကိစ္စကိုထိတိုက်ဖြေရှင်းဖို့လုပ်နေခဲ့ပါရီအားလုံးကသူ့ကိုတားနေပေမဲ့ရွေးစရာမရှိတာကြောင့်ဟာယာဘူးစာကလက်သီးကိုသုံးပြီးဖြေရှင်းဖို့လုပ်ပါရီအဲဒီအချိန်စာကာမိုတိုရောက်လာပြီးသူ့မှာပိုကောင်းတဲ့နီလန်းရှိတယ်လို့ပြောလိုက်ပါရီ အဲဒီချိန်ဟောကန်းထဲမှာတော့အကြောင်းသားတွေကအကြောင်းတော်ကြီးကိုနှုတ်ဆက်ပြီးသွားပြီဖြစ်တဲ့အကြောင်းသားတွေအတွက်လက်ခုပ်တီးပေးနေပြီးဖူကာဆဲကဒါကိုကြည့်နေပါလိအဲဒီချိန်မှာတကားကဝုန်းကနေပွင့်လာပြီးဟာယာဘူစာပေါ်လာကဖူကာဆဲကိုမင်းဘယ်ကိုပြေးမလဲမီးရွှေသေးဆိုတဲ့အကြည့်နဲ့ကြည့်လိုက်ပါလိသူတို့ကတန်းထိုင်လိုက်ပြီးဟာယာဘူစာကဖူကာဆဲကိုအထက်တန်းအောင်သွားလို့ဝမ်းသာပါတယ်လို့ပြောလိုက်တာကြောင့်ဖူကာဆဲတယောက်အံ့ဩနေပါလိအဲဒီနောက်မှာတော့ဟာယာဘူစာတို့ကသူ့ကိုအပြင်ကိုရီလိုင်းနေပုတ်ထုတ်တယ်လို့ပြစ်လိုက်ပါလိ ကိုယူကာယာနဲ့အပြင်ရောက်သွားတဲ့ဖူကာဆဲကိုမြင်တော့ဆာကာမိုတိုကရေကူးကျွမ်းသားပဲလို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့အလုံးကအဆင်ပြေပြေပြီးသွားပြီးဖူကာဆဲကလည်းပဲအကြောင်းကိုထပ်မလာခဲ့ကြပါဘူးဒါပေမဲ့တရက်မှာတော့ဂေါလာဟာလာတခုကပြန်လာပြီးအဲ့တော့ကတော့ဆာကာမိုတိုတရက်အကြောင်းထွက်တော်မယ်ဆိုတာပါပြီအလုံးကဒါကိုမဟုတ်ပါစေနဲ့လို့ဆူတောင်းခဲ့ပေမဲ့ဆာကာမိုတိုကတော့သူ့ကိုတိမ္ပံမညာရှင်အဖွဲ့ကမားရှုနဲ့ပတ်သက်ပြီးလေးလာဖို့အတွက်ကန်လန်းလာကြောင်းတွားရတော့မယ်လို့ပြောလိုက်ပါရီး သူကသူစိတ်ဝင်စားတဲ့အရာကိုလုပ်ရတော့မှာမလို့အရန်ကိုပြောနေမိပြီးအားလုံးကိုလည်းသူ့အပေါ်ကောင်းပြီးတာကိုကျေးဇူးတင်တယ်လို့ပြောနေခဲ့ပါတယ်။သူစကားပြောနေတဲ့အချိန်မှာတော့ဆေရာကသူ့ကိုမုန်းနဲ့လှမ်းပစ်လိုက်တာကြောင့်ဆာကာမိုတိုကရှောင်လိုက်ပါတယ်။အဲဒီနောက်အားလုံးကဆာကာမိုတိုကိုနှုတ်ဆက်တဲ့အနေနဲ့မုန်းနေနဲ့ပြစ်ဖို့လုပ်ကြပါတယ်။သူတို့ကမသွားခင်ဆာကာမိုတိုကိုပိုင်မုန်းပေးနေတဲ့မျက်နှာကိုပြသွားဖို့အတွက်ပြောလိုက်ပြီးဝိုင်းပေါက်ကြပါတယ်။ဒါပေမဲ့အရှောင်တိန်ရန်ကောင်းတဲ့ဆာကာမိုတိုကတော့လှည့်ပတ်ရှောင်နေပြီးမုန်းနေကတခြားသူတွေကိုပဲထိနေခဲ့တာပါ။ ်ဂူဘူတော်ကတော့သူလဲပိုဒေါ်လာအောင်ဂျိုးစားပြမယ်လို့ပြောလိုက်ပြီးအားချန်ကလည်းပဲသူရောအဆင်ကောင်းအောင်လုပ်ပြမယ်လို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့အားလုံးကမောသွားကြပြီးစာကာမိုတိုကတော့မုန်းတစ်ခုကိုဖမ်းထားလိုက်ကအားလုံးကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပါရီအဲဒီအချိန်မှာဟာယာဘူစာကစာကာမိုတိုကိုအမေရိကကိုသွားရမယ်ဆိုတာလိန်နီရာမှတ်လားလို့မိလိုက်တော့စာကာမိုတိုကဒီလိုပါပဲလို့ပြောလိုက်ပါရီဒါကိုကြတော့ဟာယာဘူစာကပြုံးနေခဲ့ပါရီအဲဒီနောက်မှာတော့စာကာမိုတိုကိုအားလုံးကလမ်းအောင်လိုက်ကြပြီးသူတို့ကစာကာမိုတိုကိုသူတို့ကိုမိမသွားဖို့အတွက်ပြောနေကာ ဆာကာမိုတိုကလည်းမုံနေပေးပြီးအရန်လှနေတဲ့သူ့ရဲ့ငွေချင်းတွေကိုနှုတ်ဆက်လိုက်ပါတယ်။အဲဒီနောက်အပေါဝါကိုရောက်တော့မုံနေပေးပွားနေတဲ့ဆာကာမိုတိုကိုဆရာကမမမိတာကြောင့်ဆာကာမိုတိုကကျွန်တော်ဆာကာမိုတိုပါလို့ပြောပြလိုက်ပြီးဇလန်လေးကလည်းဒီနေရာမှာရီမဲပြီးဆုံးသွားခဲ့ပါတော့တယ်။ဒါဟာဆာကာမိုတိုရဲ့နောက်ဆုံးဆက်သိမ်းပိုင်းဖြစ်ပြီးစီဇန်2ဟာမထွက်ရှိသေးတာကြောင့်မလို့ဒီလောက်နဲ့ပဲဆာကာမိုတိုကြောင့်တင်ဆက်တာအပီးတိုင်နှုတ်ဆက်လိုက်ပါရခင်ဗျာ။